ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Would you marry me ဆိုတဲ့ drama လေးကို recap လုပ်ပေးပါဖြစ်ပါတယ်အပိုင်း1ပထမအပိုင်းမှာတော့ Mary ဆိုတဲ့ကောင်မလေးဟာဘဝအကျက်တွေတွေမမျောလင့်ထားတဲ့ကံကြမ္မာတွေနဲ့ရင်ဆိုင်နေရပါတယ်အကြောင်းကတော့သူမရဲ့မင်္ဂလာပွဲကိုပြင်ဆင်နေချိန်မှာသူမနဲ့ဆက်ဆက်ထားတဲ့အမျိုးသားဖြစ်သူ Kim Woo Joo ရဲ့ဖောက်ပြန်မှုကိုစတင်တွေ့ရှိခဲ့ပါတယ်သူတို့ရဲ့အိမ်သစ်အတွက်အစိုးရထမချင်းဝင်ယူပြီးလက်ထပ်ထင်းများဖို့ကိုပါမဟုတ်ဘုံတင်ပြီးကမှဖောက်ပြန်ခံရရတာဖြစ်ပါတယ် မရိက question book ကိုဆုံးဖြတ်လိုက်ပါတယ်ဒီလိုသာဆိုရင်တနည်းနည်းမှာငါတို့ question ပြတ်ဆက်ရမယ်ဆိုတာကိုငါခံစားရတယ်အခုပဲအပြီးတက်လိုက်ကြရအောင်ဆိုပြီးကင်ဝူဂျူရဲ့မျက်နှာကိုအချိုရင်နဲ့ပတ်ခဲ့ပါတယ် question ပြီးတလအချာမှာ Mary ဟာဘဝအချက်တွေတွေနဲ့စတင်ကြုံတွေ့ရပါတော့တယ်သူမနာမည်နဲ့ချင်းငွေယူပြီးဝယ်ခဲ့တဲ့အိမ်ကိုပွဲစားကလိန်သွားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကိုညီတောင်းဖို့သူမရဲ့ချစ်သူဟောင်းကိုဆက်သွယ်တော့လဲနင်းနဲ့ငါဘာမှမဆိုင်တော့ဘူးဆိုပြီးဖုန်းချသွားပါတယ် ဒီလိုအခြေအနေတွေကြောင့်မယ်ရီဟာစိတ်ပြတ်တော့သာထွက်ခဲ့ပြီးအဲ့ဒီညကအကျက်မိုးအောင်တောက်ခဲ့ပါတယ်။ထိုချိန်ကစပြီးမယ်ရီဟာသူ့ချစ်သူဟောင်းတဲ့နာမည်တူတဲ့ကင်ဝင်ဂျူနဲ့စတင်တွေ့ဆုံခဲ့ပါတော့တယ်။လမ်းတော်တစ်ခုပေါ်မှာကင်ဝင်ဂျူဟာကားမောင်းလျက်လမ်းရှာနေစဉ်အရက်မူးလွန်ပြီးရှောင်နေတဲ့မယ်ရီကိုဗန်ဒေါက်တာဆာကားနဲ့တိုက်မိခဲ့ပါတယ်။ပြဿနာကိုဖြေရှင်းဖို့နဲ့ဆေးကန်းပြပရင်ဆက်သွယ်ဖို့ကင်ဝင်ဂျူဟာသူ့ရဲ့ဖုန်းနံပါတ်ကိုမယ်ရီဖုန်းထဲမှာမှတ်ပေးလိုက်ပါတယ်။သူမရဲ့ချစ်သူဟောင်းနာမည်ကိုမြင်တာနဲ့သူမဟာဒေါသတွေထွက်လာပြီး လက်ရှိသူရှိကမြင်နေတဲ့ကင်ဝင်ဂျူကိုသူမရဲ့ရီဇာဟောင်းကင်ဝင်ဂျူလို့အမည်မပေးစတင်တိုက်ခိုက်ပါတော့တယ်။အချိန်တစ်ခုကြာအောင်တိုက်ခိုက်ပြီးတဲ့နောက်မှာမယ်ရီဟာလမ်းဘေးကရှားဆောင်မြေပေါ်မှာထိုင်ချမိပြီးသူမရဲ့ဖင်ကိုဆူးရီဆူးသွားပါတော့တယ်။ထိုချိန်မှာကင်ဝင်ဂျူကသူ့အသည့်အမျိုးသမီးဆံဝန်ရှိတဲ့ဈေးရုံကိုအမြန်ပို့ပြီးသူမကိုကုသပေးခဲ့တယ်လို့သူမရဲ့အင်္ဂလန်ကောင်းအောင်ပြန်ပို့ပေးခဲ့ပါတယ်။ဆံဝန်မလေးဂျင်ကယောင်ကကင်ဝင်ဂျူကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။မယ်ရီရဲ့ဘဝအကျက်တွေကြားမှာမယ်ရီဟာမမျော်လင့်ပဲအိမ်သစ်တလုံးကိုကန်ဆယ်မဲ့ပောက်ခဲ့ပါတယ်။ ဒေါ်လာတန်90တန်ဖိုးရှိတဲ့ဇိမ်ခံအိမ်တစ်လုံးဖြစ်ပြီး Beauty Palace ကောင်းတဲ့က promotion အတွက်မဲဖောက်တဲ့အိမ်လည်းဖြစ်ပါတယ်။ဒါပေမဲ့မဲနေတဲ့အချိန်မှာသူတို့စီစဉ်ထားသလိုဖြစ်မလာပဲ CEO လက်ထက်ကကြိုတင်စီစဉ်ထားတဲ့ပုံမဲကကျန်တဲ့မဲတွေနဲ့ရောသွားပြီး Mary ရဲ့ကတ်ကိုပုံမဲအဖြစ်နိုင်ပြီးခဲ့တာဖြစ်ပါတယ်။ဆူရရှိချောင်းကိုဖုံးလွှမ်းခံဖြစ်ဆိုပြီးတဲ့နောက်မှာ Mary ဟာသူမရဲ့ question စာချုပ်ကိုပြန်ကြည့်ခဲ့ပြီး question စာချုပ်ကကုန်တဲ့ဘက်ကိုတရားဝင်မတင်သွင်းရသေးဘူးဆိုတာကိုသူမှနားလည်သွားခဲ့ပါတယ်။ ဂျပန်မှာလည်းကုန်တဲ့ဒါရိုက်တာကစုပေးပွဲအခမ်းအနားကိုကန်ထူးရှင်ကခင်မွန်းနဲ့အတူတက်ရောက်ဖို့လိုကြောင်းအတူမတက်ရောက်နိုင်ပါကစုကိုဖျက်သိမ်းရမယ်ဆိုပြီးကုန်နိုင်မန်နေဂျာကိုညွှန်ကြားထားပါတယ်။စုမဲ့ပေါက်ခဲ့တဲ့အိမ်နဲ့ပတ်သက်ပြီးအကူအညီရလို့ရညာသူ့ဤစားဟောင်းကင်ဝူဂျူကိုဖုန်းဆက်ခေါ်ပေးမယ်လဲ။ဤစားဟောင်းကင်ဝူဂျူကစကားပြောမခံဘဲသူ့ဖုန်းကိုဘလော့ခဲ့ပါတယ်။ဒီချိန်မှာသူ့ကိုကားနဲ့တိုက်မိခဲ့တဲ့နာမည်တူတဲ့ကင်ဝူဂျူကိုမယ်ရီကောင်းထဲမှာပေါ်လာပြီးသူမကတွေ့ဆုံဖို့တောင်းဆိုခဲ့ပါတယ်။ နောက်တစ်နေ့ချင်းဆိုတဲ့ဆိုင်းမှာနှစ်ယောက်သားတွေ့ကြတော့ချက်ချင်းဆိုသလိုပဲရှစ်မှာအိမ်တော်ရှိလားလို့အမေရိကစတင်ပေးလိုက်ပါတယ်။ကင်ဝင်ဂျူကမရှိပါဘူးလို့ပြန်ဖြေခဲ့ပါတယ်။ဒိုချင်မှာအမေရိကပထမဆုံးတွေ့တွေ့ချင်းကျမဒီလိုပြောတာကိုစိတ်မရှိပါနဲ့နော်။ဘာလို့လဲဆိုတော့ကျမအလင်းလုံနေလို့ပါ။ရှင်ကျမအမျိုးသားဖြစ်ပေးနိုင်မလားလို့အမေရိကမေးလိုက်ပါတယ်။ဒီချိန်မှာကင်ဝင်ဂျူတယောက်ဘာမှမသိပဲလုံးဝတူရွေးခဲ့ပါတယ်။ဒါကတော့ပထမပိုင်းပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။